ဦးမျိုးသားဖွဲ့ချုပ် PNO ပါတီ2025ခုနှစ်ရွေးကောက်ပွဲကျင်ညာစာတမ်းတည်ငြိမ်အေးချမ်းဖွံ့ဖြိုးဖို့ငကားမဲကိုပေးကြဆို့ 2025ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်အရွေးကောက်ခံသည့်ပိုးမျိုးသားဖွဲ့ချုပ် BNO ပါတီသည်တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကိုမိဘပြည်သူ လူထုတို့နှင့်အတူတည်ဆောက်ဖော်ဆောင်သွားနိုင်ရန်လို့ငါအောက်ပါရွေးကောက်ပွဲကြီးညာစာတမ်း25ချက်ကိုထုတ်ပြန်ကြီးညာအပ်ပါသည်။တင်းငင်အေးချမ်းရေး သည့်လူမျိုးပါတာမရွေလူသားများအလုံးငြိမ်းချမ်းစွာ အတူရှင်သွဲနေထိုင်ရေးတိုင်းရင်းသားများယဉ်နီချစ်ကြည်ရေးနှင့်စည်းလုံးညီညွတ်ရေးတို့ကို အလေးထားဖော်ဆောင်သွားမည်နှင့်ဒီငယ်အေးချမ်းရင်းနဲ့မိဘပြည်သူလူထုဘဝလုံးချုံမှုရှိစေရေးတို့ကို အလေးထားပေါ်ဆောင်သွားမည် သောညပြည်တွင်ငင်းချမ်းရေဖော်ဆောင်မှုလုပ်ငန်းစဉ်တို့တွင်တက်ကြစွာပါဝင်ဆောင်ရွက်သားမည်ဖြစ်ပြီးရေရှည်တည်တန့်ခိုင်မြဲသောငင်းချမ်းရေကိုတည်ဆောက်သွားမည်လေနိုင်ငံရေးကိစ္စရပ်များနှင့်ပြဿနာပဋိခများကိုငင်းချမ်းတော်နီလန်းဖြင့်ဆွေးနွေးညှိနှိုင်းဖြေရှာဆောင်ရွက်သွားမည်ဖွင့်ဖြူတိုးတက်ရေငါနိုင်ငံရေးစီးပွားရေး လူမှုရေး၊လုံခြုံရေး၊ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေးအစရှိတဲ့ကန္ဓာအတီးတီးဘက်ဆောင်ဖွံ့ဖြိုးတိုးတက်လာစေရေးကိုဟန်ချက်ညီညီဖော်ဆောင်သွားမည်။၆ဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံစောက်အောင်လိုအပ်ချက်များဖြစ်သည့်လန်တဒါလက်စမီဆက်တွယ်ရေးစာတင်ကြောင်း ျမ်းမာရေးစေခံအစရှိသည်တို့ကို အလေးထားဖြည့်ဆည်းဆောင်ရွက်သွားမည်စီးပွားရေးခုနှစ်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများကို အားပေးကူညီဆောင်ရွက်သွားမည်ရှစ်စီးပွားရေးအားကောင်းစေရန်အတွက်စီးပွားရေးလုပ်ငန်းများကို အစုဖွဲ့စနစ်ဖြင့်စုပေါင်းလုပ်ကိုင်နိုင်စေရန်အားပေးကူညီဆောင်ရွက်သွားမည် ကိုဒေတာထွက်ကုန်များကိုတန်ဖိုးမြင့်ထုတ်ကုန်များအဖြစ်အစင်းမြင့်ထုတ်လုပ်ရောင်းချနိုင်ရေးကိုအားပေးကူညီဆောင်ရွက်သွားမည်။တစေနီးပညာကိုအခြေခံသောစီးပွားရေးလုပ်ငန်းများအားကောင်းလာစေရေးအတွက်အလေးထားကြိုးပမ်းဆောင်ရွက်သွားမည်။စတိစိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဈေးကွက်ဝင်မျိုးကောင်းမျိုးတက်များကောင်းမွန်သည့်မြေဩဇာများစိုက်ပြုံးမွေးမြူရေးဈေးပစ္စည်းများနှင့်စိုက်ပြုံးမွေးမြူရေးဤပညာများကိုမိဘပြည်သူလူထုသိရှိအသုံးပြုလာနိုင်စီရန်အလေးထားကြိုးပမ်းဆောင်ရွက်သွားမည်စနစ်ကုံတွယ်ကုတန်ရောင်းဝယ်မှုအစဉ်ပြေချောမွေ့စီရန်အလေးထားကြိုးပမ်းဆောင်ရွက်သွားမည်။ကျမကြီး73 မိဘပြည်သူလူထုတရက်လုံးဇမ္မာကြံ့ခိုင်ရေးအတွက်ဇမ္မာရေးတိပေးလုပ်ငန်းများဇမ္မာရေးခြေခံဆောက်အုံလိုအပ်ချက်များဖြည့်စည်ပေးလုပ်ငန်းများပြည်သူလူထုအတွက်အခြေခံဇမ္မာရေးဝန်ဆောင်မှုပေးနိုင်ရေးလုပ်ငန်းတို့ကိုအလေးထားကြိုးပမ်းဆောင်ရွက်သွားမည် ဆက်လီကျမ်းမကျန်းခန့်ရေးကို အထောက်ကူပြုစေသည့်အားကစားလှူရှာမှုမြင့်မားလာစေရေးကို အားပေးကူညီဆောင်ရွက်သွားမည်။ပညာရေး15မိဘပြည်သူလူထုတရက်လုံးလက်လန်းမိနိုင်သောပညာရေးစနစ်ကို အလေးထားကြိုးပမ်းဆောင်ရွက်သွားမည်။16အခြေခံပညာစာသင်ကျောင်းတို့တွင်တိုင်းရင်းသားစာပေသင်ကြားမှုများကို ထီရောက်မှုရှိစေဤကို အလေးထားကြိုးပမ်းဆောင်ရွက်သွားမည်၁အသက်မွေးဝမ်းကြောင်းတင်နှံများကျေပြန့်စွာဖွင့်လင့်တင် जा ပေးနိုင်ဤကိုအလေးထားဖော်ဆောင်သွားမည်၁ပြည်တွင်းပြည်ပပညာတော်တင်များအပေးကူညီစေလွတ်ရည်နှင့်နိုင်ငံနှင့်ဒေတာအတွက်ပြန်လည်ကြိုးပြုစေရေးတို့ကို အလေးထားကြိုးပမ်းဆောင်ရွက်သွားမည်။ လူငယ်နဲ့အမျိုးသမီးရေးရာစကူနိုင်ငံရေးကဏ္ဍအပါဝင်ကဏ္ဍပေါင်းစုံဥဆောင်မှုအခမ်းကဏ္ဍတွင်လူငယ်နှင့်အမျိုးသမီးများပါဝင်လာစေရေးကိုအလေးထားဆောင်ရွက်သွားမည်နိုင်ငံရေး၂၁ ငင်းချမ်းစွာဆွေးနွေးညှိနှိုင်းဖြေရှာခြင်းဖြင့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသောပြည်ထောင်စုကို အခြားညီနောင်တိုင်းသားများနှင့်အတူတည်ဆောက်သွားမည်။၂၀နှစ်ပြည်သူလူထု ထိခိုက်နေနာမှုမရှိစေသော နီလန်နှင့်ဆင့်ကဲပြောင်းလဲသိုးတက်လာစေသော နီလန်တို့ဖြင့်ဒီမိုကရေစီစနစ်ကို ရှေ့ရှုဖော်ဆောင်သွားမည်၂၃တိုင်းသားများဒန်းတူညီမျှရေးနှင့်ငြိမ်းချမ်းစွာ အတူရှင်တွဲနေထိုင်ရေးမှုတို့ကို အခြေခံပြီးဖက်ဒရယ်စနစ်ကိုရှေ့ရှုဖော်ဆောင်သွားမည်၂၄အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ရာတွင်ဒုတာဝန်ရေးသုံးပါတရားမျှတမှုနှင့်တန်းတူညီမျှရေးတိုင်းရင်းသားစီလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းစွာ အတူရှင်သွဲနေထိုင်ရေးမှုတို့ကိုဥထိတ်ထားပန်းစင်ကပိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကိုခြေပြု၍ပိုးလူမျိုးကုံအင်္ကာရက်နှင့်လျော်ညီသည့်ရပိုင်ခွင့်နှင့်လုတ်ပိုင်ခွင့်များကို ရရှိလာအောင်ဂျိုးပန်းဆောင်ရွက်သွားမည် မိဘပြည်သူလူထုတာပဒနာ25မိဘပြည်သူလူထုကြုံတွေ့နေရသော အရေးကိစ္စနှင့် အခက်အခဲတို့ကိုအလေးထားကူညီဖြည့်ရှင်းဆောင်ရွက်သွားမည်အချုပ်အားဖြင့်ဆိုရသောအိုးမျိုးသားဖွဲ့ချုပ်ပြန်နိုပါတီသည်မိဘပြည်သူလူထု၏ကိုယ်စားလှယ်အဖြစ်ဖြင့်မိဘပြည်သူလူထုတို့ကရွေးကောက်တင်မြှောက်စေလွတ်ပါက မိဘပြည်သူလူထုကိုစားနိုင်ငံ့ရေးရကိစ္စရက်များပြည်내ရေးရကိစ္စရက်များဒေသရေးရကိစ္စရက်များပြည်သူလူထုရေးရကိစ္စရက်များတင်းငိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရက်များကိုမိဘပြည်သူလူထုတို့အတွက်စွန်းစွန်းတမန် ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းနဲ့အိုးမျိုးသားဖွဲ့ချုပ် PNO ပါတီကိုဆန္ဒမဲပေးကြမည်မိဘပြည်သူတဦးချင်းစီအားခြေစူးအထူးတင်ရှိပါကြောင်းဤရေးကောက်ပွဲကြီးညာစာရန်ကို ထုတ်ပြန်ကြီးညာအပ်ပါသည်တီငိအေချံဖွင့်ဖြိုးဖို့ငကားမဲကိုပေးကြစို့ပို့မျိုးသားဖွဲ့ချုပ် PNO ပါတီ